ဒီနေ့မှာတော့ Vivo ရဲ့ H200 series က latest and greatest uh, greatest တော့မဟုတ်ဘူး latest အသစ်ထွက်ထားတဲ့ Vivo H200s ကို review လုပ်ပေးမယ်။ဒီကောင်လေးက H200 Pro ထက်စာရင်ဇေနှုန်းပိုင်းကပိုပြီးတော့တက်တာတယ်ပေါ့နော်။အဒီကောင်က33တိန်ဝင်းကျင်မှာရှိတယ်။အဲ့တော့6တိန်လောက်တော့ပိုပြီးတော့တက်တာတယ်။ဒီလိုမျိုးတက်တာဖြစ်တဲ့အတွက်ကြောင့် H200 Pro ထက်ရှိရင်ဘာတွေဝတ်လျှော်တာရှိလဲ၊ဘာတွေကွာခြားလဲဆိုတာကို Vivo လေးထဲမှာ သိသိပြောပြပေးမယ်။ကျွန်တော်တို့အတူအဆုံးထိကြည့်လိုက်အောင်။ Yangon Mobile Store ပထမဆုံးဒီဇိုင်းပိုင်းကြည့်ရမယ်ဆိုရင်ဒီဖုန်းကအရှိရထွက်ခဲ့တဲ့ H200 တို့ H200 Pro လို့လိုမျိုးဒီဇိုင်းတိုင်းပဲဒီဇိုင်းဒီရန်တွေကအတူတူပဲအဲကင်မရာဘန်းကိုကျွန်တော်နောက်ဖက်မှာအဝိုင်းပုံစံလေးနဲ့ထားထားတယ်နောက်ပြီးတော့ဒီဖုန်းတစ်ခုလုံးကလက်ရမချင်းပေါ့နော်အဲဒီဘေးကွက်လက်ဒီရကြည့်မယ်ဆိုရင်ကျွန်တော်က flagship phone လုံးကို review လုပ်နေတာဖြစ်တဲ့တကြောင်အထွေထူးတိတ်ပြီးတော့ပြောစရာမရှိဘူးဒီ phone ကက glass back ရယ် aluminum frame ရယ်ကိုတုံးထားပြီးတယ်အဲတော့ဘေးကွက်လက်ဒီတော်တော်လေးကောင်းတဲ့ phone နဲ့မှာပါတယ်နောက်ပြီးတော့ design အပိုင်းမှာက ဒီ Vivo ရဲ့ H200 Pro လို့ H200 Ultra တို့လိုမျိုးကင်မရာဘန်းကအပြင်ကိုအရင်ကြီးထူပြီးတော့ထွက်နေတာမဟုတ်တာတော့တော်တော်လေးသဘောကျတယ်။အာဒီလိုမျိုးထူပြီးတော့ထွက်နေတာမဟုတ်တဲ့အကြောင်းကျွန်တော်ဖုန်းတစ်လုံးကိုနေ့စဉ်ကင်ပြီးတော့သုံးတဲ့အချိန်မှာကဒီ Vivo ရဲ့ H200 Pro မှာလိုမျိုးဒီပေါ့တော် heavy အရင်ဖြစ်ပြီးတော့လက်ထဲမှာကင်ရတာ comfortable မဖြစ်ဘူးဆိုတဲ့ခံစားချက်ကိုမရဘူး။အဲ့တော့မိတ်ဆွေကဒီဖုန်းတစ်လုံးကိုဖုန်းတစ်လုံးလိုမျိုးကင်ကျင်တယ်ဖုန်းတစ်လုံးမျိုးကို hand feeling လိုချင်တယ်ဆိုရင်တော့ဒီကောင်လေးရဲ့ hand feeling ကပို့ပြီးတော့အဆင်ပြေလိမ့်မယ်။ နောက်ပြီးတော့ဒီဖုန်းလေးရဲ့အထူက8 mm နဲ့အလေးချိန်က203 gram ဆိုတော့ H200 Pro ရဲ့စာရင် ပို့ပြီးတော့ပေါ့တယ်အဲ့တော့ကျွန်တော်တို့နေ့စဉ်ဖုန်းကိုတုံးတဲ့အချိန်မှာဒီဖုန်းလေးကပို့ပြီးတော့ပေါ့ပေါ့ပါပါဖြစ်တယ်ဆိုရဲခံစားချက်ကိုရလိမ့်မယ်အဲ့တော့ဒီဇိုင်းပန်းကကြည့်မယ်ဆိုရင် H200 Pro ထက်စရင်ဒီကောင်လေးရဲ့ဒီဇိုင်းပန်းကိုကျွန်တော်အနေနဲ့ပို့ပြီးတော့သဘောကျတယ်လက်ထဲမှာကိုင်းရတာလည်းပို့ပြီးတော့ comfortable ဖြစ်ပြီးတော့ဖုန်းတစ်လုံးကိုဖုန်းတစ်လုံးနဲ့တူတယ်ဆိုရဲခံစားချက်ကိုဒီဖုန်းမှာပို့ပြီးတော့ရတယ်အဲ့တော့ display ပန်းကိုစပြီးတော့သွားလိုက်မယ်ဆိုရင်ဒီဖုန်းက6.67 inches 120Hz AMOLED panel ကိုတုံးထားပေးတယ် နောက်ပြီးတော့ flat display ပေါ့နော်အဲ့တော့ကိုကဒီပေါ့ဖုန်းတလုံးကို cap တွေ quad cap တွေမကြိုက်ဘူးဆိုရင်ဒီ flat display က mesh reader ပို့ပြီးတော့အဆင်ပြေလိမ့်မယ်အသုံးပြထားတဲ့ panel ကတော့ကျွန်တော်တို့ HDBO AMOLED display မဟုတ်တာလွင်တော်တော်လေးမှအားရဖို့ကောင်းတဲ့နေရာမှာပါတယ် color တွေကဆူဆူတောက်တောက်လေးနဲ့ vivid ဖြစ်ပြီးတော့ကြီးလို့ကောင်းနေဆိုတဲ့ဖတ်ထဲကိုတွားတယ်အဲ့တော့ဒီဖုန်းရဲ့ display က flagship ဖုန်းတလုံးကိုကြည့်နေရတဲ့ display quality ရတာတော့တေးကြတယ် ောက်ပြီးတော့ brand net ကလည်း9000နစ်ဆိုတော့ H1 the Pro မှာတုံးထားတဲ့4500နစ်ဆက်ဆိုင်ပို့ပြီးတော့များတယ်အဲ့တော့ကျွန်တော်တို့ outdoor usage တွေတုံးတာ HDRV တွေကြည့်တဲ့နေရာမှာဒီကောင်လေးရဲ့ display ကပို့ပြီးတော့အရလာရှိတယ်ကြည့်ရတာပို့ပြီးတော့လင်းလင်းချင်းချင်းလဲပို့ပြီးတော့နေရတယ်အဲ့တော့ဒီ phone ရဲ့ display က ATPO AMOLED display မဟုတ်တာလွင်ရင် channel ဘိုင်းနေမှာတော်တော်လေးအားရဖို့ကောင်းတယ် ATPO AMOLED display မဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ refresh rate ကို adjust လုပ်တဲ့နေရာမှာ ကျွန်တော်ဒီဖုန်းမှာက60 to 120 Hz ကိုပဲ adjust တော့ပေးနိုင်တယ်အဲ့တော့ display က battery စားတာကိုသွားကြည့်လိုက်မယ်ဆိုရင် H200 Pro ထက်စာရင်ဒီဖုန်းလေးက battery တော့ပိုစားတယ် battery ဘိုင်းကိုသွားကြည့်လိုက်မယ်ဆိုရင်ဒီဖုန်းလေးက H200 Pro ထက်စာရင်ပိုပြီးတော့ကောင်းတယ်ဒီဖုန်းမှာက6200 mAh မှာအပြန့်သွင်းမှုကို90 W ကို support ပေးတယ်ပေါ့နော်ဒီ6200 mAh နဲ့ဆိုရင် ratio ကဖုန်းတစ်လုံးကိုဖုန်းတစ်လုံးလိုမျိုး daily usage social media သုံးတာနဲ့ကင်မရာရိုက်တာအတွက်လောက်ကတော့ maybe နှစ်ရက်လောက်ကတော့တတရရအေးအေးဆေးဆေးခံတယ် အားပြန်သွင်းဖို့ကိုလည်း 90W ဆိုတော့အရင်ကြီးကြာတဲ့ထဲမှာမပါဘူး။နောက်ပြီးတော့ဒီဖုန်းက flagship ဖုန်းလုံးဖြစ်တဲ့အတွက်ကြောင့်ဒီဖုန်းမှာက wireless charging လည်းပါတယ်။ wireless charging က 40W ဆိုတော့တော်တော်လေးမြန်တဲ့ထဲမှာပါတယ်။အဲ့တော့ဒီဖုန်းက H100 Pro တက်စာရင်ဒီဖုန်းရဲ့ battery ကပိုပြီးတော့နောက်ကောင်းနေတဲ့ထဲမှာပါတယ်။ဒါကတော့ဒီဈေးတန်းနဲ့သွားကြည့်လိုက်မယ်ဆိုရင်တော့တော်တော်လေးအားရဖို့ကောင်းတယ်။အဲ့တော့ Vivo H200 series ရဲ့အဓိကအပိုင်းဖြစ်တဲ့ကင်မရာဘိုင်းကိုဆက်ပြီးတော့ကြည့်လိုက်အောင်။သူရှိမှသုံးထားပေးတဲ့ကင်မရာစင်ဆာကိုဆက်ပြီးတော့ပြောရမယ်ဆိုရင်တော့ မင်းကမှအနေနဲ့50 megapixel Sony IMX 91 sensor တလုံးပယ်စုပ် sensor အနေနဲ့50 megapixel Sony IMX 82 sensor ကိုသုံးထားပေးတယ်။ဒီနေရာမှာတော့ H200 Pro မှာသုံးတဲ့200 megapixel Samsung ရဲ့ HP9 sensor နဲ့စာရင် sensor size ကပိုပြီးတော့သေးတယ်။နောက်ဆုံးသုံးနေတဲ့ကတော့50 megapixel ultra wide travel camera စတဲ့နဲ့လာတယ်။အာကျွန်တော်အပေါ်မှာပြောခဲ့လို့ပေါ့နော်ပယ်စုပ် sensor မှာက H200 Pro မှာသုံးထားပြီးတဲ့ Samsung ရဲ့ HP9 sensor ကိုမသုံးပေးလိုက်တာကြောင့်လည်း အဲဒီကောင်းရဲ့ကင်မရာဘန်းကပို့ပြီးတော့ပါသွားတာလို့ကျွန်တော်အနေနဲ့မြင်တယ်။မြင်တာမဟုတ်ဘူးတော့တေချာသွားတော့ရှိတယ်။နောက်ပြီးတော့ဒီဖုန်းပေါက်က Xiaomi Star ကုတ်တင်လို့ Vivo ရဲ့ image processing chip ဖြစ်တဲ့ V2 chip တို့ဒါတွေကိုလည်းပါတော့ကင်မရာဘန်းမှာကျွန်တော်တို့ pixel sensor ကနည်းနည်းလေး weight short ထားတာလွှဲရင်ကျန်တဲ့ကင်မရာ sensor တွေက H200 Pro နဲ့အကုန်လုံးနီးနီးတူတယ်။အဲ့တော့ဒီဖုန်းနဲ့ရိုက်တဲ့ပုံထွက် quality ကတော့နည်းနည်းလေး1ဖြစ်တဲ့ဘက်ကိုတော့တွားတယ်။အဲတနေ dramatic ဖြစ်တဲ့ look ကိုလည်းပေးတာပေါ့နော်ကိုကဒီလိုမျိုး dramatic ဖြစ်တာကိုမကြိုက်ဘူးဆိုလည်းကျွန်တော်တို့ ကင်မရာအက်ထဲမှာ size type fibit တို့ size sign touch ရာတို့နောက်ပြီးတော့ natural look ကိုပို့ပေးတဲ့ color tone တွေကိုလည်းစိတ်ကြိုက်ရွေးချယ်လို့ရတယ်။နောက်ပြီးတော့ဒီဖုန်းနဲ့ကင်မရာရိုက်မယ်ဆိုရင် dynamic range တွေကတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်။ ။နောက်ပြီးတော့ဒီဖုန်းကဇိုင်းနဲ့ collaboration လုပ်ထားဖြစ်တဲ့အကြောင်းကျွန်တော်တို့ portrait photo တွေပါရိုက်မယ်ဆိုရင်လည်း design style portrait photo ၄၅မျိုးလောက်ကိုရိုက်လို့ရတယ်။နောက်ပြီးတော့ကျွန်တော်တို့ portrait photo တွေရိုက်တာဆိုရင်ကျွန်တော်တို့ add detection နဲ့ bokeh effect တွေရတယ်။တော်တော်လေးမှလှတယ်ထဲမှာပါတယ်ပေါ့နော်။ camera ဘိုင်းနဲ့ပတ်သက်ပြီးတော့ဒီဖုန်းကိုကျွန်တော်ဆက်ဆက်ချင်းမှာထင်တာကကျွန်တော်တို့ဒီပေါ့နော် zoom တွေပါဆွဲပြီးတော့ရိုက်မယ်ဆိုရင် H200 Pro နဲ့တော်တော်ကြီးกว่าမယ်လို့ကျွန်တော်အနေနဲ့ထင်တာ။အဲဒါမဲ့တကယ်တကယ်ဒီဖုန်းကိုလက်ထဲမှာကင်ပြီးတော့ဆန်းရိုက်တည်တဲ့အချိန်မှာတော့ ဇွန်းလေးပါတယ်မှာတိတ်ပြီးတော့ခွာထားတာမရှိဘူးဥမာကိုက108လောက်တိတော့ဇွန်းဆွဲပြီးရိုက်မယ်ဆိုရင်တော့ဒီအားနည်းချက်ကခွာထားတာတော့နည်းနည်းတိတာတယ်ကိုကအဲ့လိုမှမဟုတ်ဘူး 10h တို့ 20h တို့ဒီလောက်ထိပဲရိုက်မယ်ဆိုရင်အဲသူ့ရှိမှာတိတ်ပြီးတော့ခွာထားတယ်ဆိုရယ်ခန်းစားချက်ကိုတော့မရဘူးနောက်ပြီးတော့ဒီဖုန်းမှာကကျွန်တော်တို့ဒီပေါ့နော် close set shot တွေပါရိုက်မယ်ဆိုရင်လည်း တော်တော်လေးမှကောင်းပြီးတော့ဒီဒီကြရဲ close up shot တွေကိုထုတ်ပေးနိုင်တယ်။အဲ့တော့ camera ဘိုင်းနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်ကိုကအဲ့လိုပေါ့ zoom နဲ့ပါတိတ်ပြီးတော့ဆွဲပြီးတော့ရိုက်တက်တဲ့လူတယောက်မဟုတ်ဘူးဆိုရင်ဒီဖုန်းရဲ့ camera setup နဲ့ဒီဖုန်းမှာထွက်တဲ့ camera ဖုန်းထွက် quality ကမိတ်ဆွေအတွက်ကျင်းတ်ဆရာဖြစ်နေမယ်။ H1 နဲ့ Pro နဲ့တိတ်ပြီးတော့ကွာခြားရလဲကျွန်တော်အနေနဲ့မမြင်ဘူး။အဲ့တော့ဒီဖုန်းကကျွန်တော်ပြောလို့ camera တကယ်ကောင်းမကောင်းဆိုတာကိုကျွန်တော်တို့ sample photo လေးရိုက်ထားတယ်။မိတ်ဆွေတို့ကြည့်ပြီးတော့ဆုံးဖြတ်ကြည့်လို့ရတယ်။ကျွန်တော်နောက်မှပြပေးမယ်။ အဲ့တော့ကျွန်တော်အခုပြခဲ့တဲ့ပုံတွေလိုမျိုးပုံတွေထွက်တာကလည်းသူရှိမှာက Vivo ရဲ့ Image Processing Chip လို့ပြောရမယ် V2 Chip ကြောင့်လည်းအထောက်အကူအများကြီးဖြစ်တယ်လို့ကျွန်တော်အနေနဲ့မြင်မိတယ်။ SoC မှာတော့ဒီဖုန်းက Dimensity 900 Layer Plus ကိုတုံးထားပြီးတယ်။ဒီ SoC က Vivo ရဲ့ H200 Pro မှာပါတဲ့ Dimensity 900 Layer ထက်စာရင်ကျွန်တော်10%လောက်ပိုပြီးတော့ကောင်းတယ်။ ဒါကလည်းကျွန်တော်တို့ daily use မှာတိတ်ပြီးတော့တိတာတော့မဟုတ်ဘူး။မိတ်ဆွေရဒီဖုန်းရဲ့ SOC performance နဲ့ဆိုရင်ကျွန်တော်တို့ application ဝင်တာထွက်တာဒိန်းလေးကိုဆော့တဲ့နေရာမှာကျွန်တော်တို့ flagship ဖုန်းကလုံးကိုကင်ထားရဆိုတဲ့ feeling ကိုတော့ရမှာတော့သိကြပဲ။အဲ့တော့ SOC နဲ့ပတ်သက်ပြီးတော့ဒီဖုန်းကအားမနေတဲ့အပြုံမှာ Vivo ရဲ့ H200 Pro တက်ဆိုင်ပို့ပြီးတော့တော့အားတာနေတယ်။ channel ပိုင်းလေးမှာတော့ fingerprint sensor အနေနဲ့ ultrasonic fingerprint sensor ကိုတုံးထားပြီးတယ်။နောက်ပြီးတော့ဒီဖုန်းက IP69 dust and water resistant လည်းပါသေးတယ်။ speaker ကတော့ stereo speaker ကိုသုံးထားပေးတယ်။ဒါတွေကတော့ကျွန်တော်အနေနဲ့ flagship phone လုံးကို review လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်တိတ်ပြီးတော့အထွေထူးပြောစရာတော့မလိုဘူး။အဲ့တော့ဒီ phone က blue lu တက်ဖြစ်မလဲဆိုတော့ mate ကက h200 pro လဲကြိုက်တယ်။အာ budget ကလည်း h200 pro လောက်မသုံးချင်ဘူး။ budget နည်းနည်း save ဖြစ်တာလဲလိုချင်တယ်။နောက်ပြီးတော့ကျွန်တော်လက်ထဲမှာခံရတဲ့ hand feeling ကလည်း phone တစ်လုံးနဲ့ပို့ပြီးတော့တူတဲ့ hand feeling ပေါ့နော်။ပို့ပြီးတော့ comfortable ဖြစ်တဲ့ hand feeling တစ်ခုကိုလည်းလိုချင်တယ်။ camera ဘက်ကလည်း h200 pro လောက်နီးနီး camera ကောင်းတဲ့ phone တစ်လုံးကိုလိုချင်တဲ့လူတွေအတွက်ကတော့ ဒီဖုန်းလေးကထည့်ပြီးတော့စဉ်းစားသင့်တဲ့အထဲမှာပါတယ်ကျွန်တော်ဒီ Vivo H200 Pro နဲ့ H200s ကိုဒီဖုန်းနှလုံးထဲကဘယ်ဖုန်းကိုရွေးချယ်မလဲဆိုရင်တော့ကျွန်တော်က H200s ကိုပို့ပြီးတော့ရွေးချယ်ပြလိမ့်မယ်မိတ်ဆွေတို့အနေနဲ့ရောဒီဖုန်းနှလုံးထဲကတစ်လုံးကိုရွေးချယ်ရမယ်ဆိုရင်ဘယ်ဖုန်းကိုရွေးချယ်မလဲဆိုတာကိုအောက်က comment section ထဲမှာရေးပေးခဲ့ပါအောင်လို့ပြောနေပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော်အောက်ခံပါ Yangon Mobile Store